မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာတိုင်းငံလုံးနှီးပါရေကြီးမှုတွေကြုံတွေ့နေရတဲ့အချိန်အချမ်းဖတ်စစ်ကောင်စီကနောင်ချိုလာရှိုးနဲ့မြောက်ဒီမြို့နယ်တွေကိုလေရင်နဲ့ဘုံကျဲတာတွေတောက်လျှောက်လုပ်နေပြဆိုပါတယ်ရှခိုင်မီနမှာအချမ်းဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလူရထားတဲ့ပစ္စည်းတွေအပါအဝင်ပြည်သူပိုင်စီးဆိုင်ဥစ္စာရွှေငွေလက်ဝတ်ရန်နာတွေနဲ့အတုံးဆောင်ပစ္စည်းတွေကိုအရကတတော်အေအေကမူလပိုင်ရှင်တွေစီပြန့်လဲပေးအပ်နေပြီး အလွဲသုံးစားလုတ်တဲ့သူတွေကိုလည်းအပြစ်ပေးအရေးယူထားတယ်ဆိုတဲ့သတင်းပါပဲဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာတိုင်းငံလုံးနီးပါးရေကြီးမှုတွေကြုံတွေ့နေရတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီကနောင်ချိုလာရှုနဲ့မြောက်ပြည်မြို့နယ်တွေကိုလေနဲ့ဘုံကျဲတာတွေတောက်လျှောက်လုပ်နေတယ်လို့ဒေသခံသတင်းအရင်းမြစ်ရဲ့ပြောဆိုချက်နဲ့ TNL ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်စက်တင်ဘာလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲ နိုင်ငံတော်ဝန်ရည်ကြီးမှုတွေဖြစ်နေတဲ့အချိန်အချက်ဖတ်စစ်ကောင်စီကနောင်ချုံမြို့နယ်အတွင်းကိုလင်းနဲ့လာပြီးအခောက်ခောက်အခါကဘုံကျဲတက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီအချိန်နောင်ချုံ yes can win အတွင်းနဲ့လူနေအိမ်တွေဘက်ကဘုံတိတွေကြောက်ရွံ့ပောက်ကွဲခဲ့ပြီးအဆောက်အုံတချို့လည်းပျက်စီးခဲ့တယ်လို့ TNL ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်ဒါအပြင်မနေ့ကပဲနိုင်ငံနဲ့ရည်ကြီးမှုတွေဖြစ်ပေါ်နေတဲ့အချိန်မှာလာရှုံမြို့နယ်ကနမ်ပေါင်းကျေးရွာကိုလည်းအချက်ဖတ်စစ်ကောင်စီတက်ကလင်းနဲ့လာပြီးဘုံကျဲချသွားတယ်လို့ လက်ရှိအချိန်ထိထိခိုက်မှုအခြေအနေကိုမသိရသေးဘူးလို့ဒေသခံပြည်သူတွေကပြောထားပါတယ်။အလားတူစတင်ဘာလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြောက်ရီမြို့နယ်က၄ကီကောမြို့တစ်ဘက်ကိုလည်းအချက်ဖက်စစ်ကောင်စီတပ်ကလေနဲ့လာပြီးဘုံကျဲဖြက်စီးတံတွေလှုပ်သွားသလိုအချက်ဖက်စစ်ကောင်စီတပ်ဟာတနိုင်ငံလုံးနေပါရေးကြီးမှုတွေဖြစ်ပေါ်နေတဲ့အချိန်မှာပဲတစ်ဖက်မှာနောင်ချိုလှရှုံးနဲ့မြောက်ရီမြို့နယ်တွေကိုမနေ့ကတရက်ထဲတင်လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလှုပ်သွားတာဖြစ်တယ်လို့ဒေသခံသတင်းရင်းမြစ်ရဲ့ပြောဆိုချက်နဲ့ TNL ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ခင်ဗျာ တစ်ဖက်မှာတော့ဘကိုးတိုင်းကတောင်ကူမြို့မှာစစ်တောင်းမြေကြီးကစိုးရိမ်ရေမှတ်ထက်9ပေးကျော်နေပြီးနောက်တည့်အတွင်းမှာပုံးပေထက်တက်မယ်လို့လဲမိုးစလကသတိပေးထားသလိုတောင်ကူမြို့ကိုလည်းရေတွေဝင်ရောက်နေပြီးဖအံဘက်မှာလဲစိုးရိမ်ရေအမှတ်10ပေးခွဲတိရေမြင့်တက်နိုင်တယ်လို့မိုးစလကစက်တင်ဘာလ17ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲသတိပေးချက်ထုတ်ပြန်ထားပါတယ်လက်ရှိတောင်ကူမြို့မှာစစ်တောင်းမြေကြီးကစိုးရိမ်ရေအမှတ်အထက်9ပေးကျော်လွန်နေပြီးအဲ့ဒီမြေကြီးဟာနောက်တည့်အတွင်းမှာတဲ့3ပေထက်ပြီးမြင့်တက်လာနေတဲ့အတွက် အဲ့ဒီမျိုးရဲ့စိုးရင်ရေမတ်အထက်မှာဆက်ပြီးရှိနေမှာဖြစ်တယ်လို့မိုးစလာကထုတ်ပြန်ထားပါတယ်။လက်တလုံးမှာတော့တောင်ကူမြို့အတွင်းကိုမနေ့ကညပိုင်းမှာပဲရေတွေဝင်ရောက်လာပြီးမြို့ရဲ့နေရာတချို့မှာရေတွေဖုံးလွှမ်းနေသလိုစစ်တောင်းမြေကန်းဘေးကကြေးရွာတွေအလုံးကတော့ရေကြီးမှုဒဏ်ကိုခံနေရပြီးကုညီကဲဆဲရေကလည်းလုံလုံလောက်လောက်မရှိပါဘူးလို့တောင်ကူမြို့မှာရှိတဲ့ပရိုက်တာအဖွဲ့ဝင်တအုပ်ကပြောထားပါတယ်။တပတ်ကဖအံမြို့မှာလည်း တန်လွင်မြေဟာလက်ရှိစိုးရင်ရေအမှတ်အထက်6ပေခွဲကျော်ကိုရောက်ရှိနေပြီနောက်တရအတွင်းမှာ10ပေနီးပါးကိုထပ်မံမြင့်တက်လာနိုင်တဲ့အတွက်အဲ့ဒီမြို့တွေမှာလည်းစိုးရင်ရေအမှတ်ကဆက်ပြီးရှိနေမှာဖြစ်တယ်လို့မိုးစလကထုတ်ပြန်ထားသလိုအဲ့ဒီဖအံမြို့နယ်အတွင်းကခြေရွာတွေမှာလည်းရေကြီးနှင်းမြုပ်မှုတွေဖြစ်နေတယ်လို့ဖအံမြို့နယ်လူမှုရေးအသင်းအဖွဲ့ဝင်တဦးကပြောထားပါလိမ့်မယ်တဖက်မှာတော့ရခိုင်ပြည်နယ်မှာအချက်ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလူရက်ထားတဲ့ပစ္စည်းတွေအပါအဝင် ပြည်သူပိုင်စီစဉ်အုပ်စာရွှေငွေလက်ဝတ်ရန်နာတွေနဲ့အတုံးဆောင်ပစ္စည်းတွေကိုအရကတတော် AA ကမူလပိုင်ရှင်တွေစီပြန်လဲပေးအပ်နေပြီအလွဲသုံးစားလုပ်တဲ့သူတွေကိုလည်းအပြစ်ပေးအရေးယူထားတယ်လို့အရကတတော် AA ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်လက်ရှိမှာတော့အရကတတော် AA တင်ပိုက်ထားတဲ့မြောက်ဦးကြောက်တော်ရသေးတောင်ပုံနာကျောင်းအဆရှိတဲ့မြို့တွေကပြည်သူတွေဟာတိုက်ပွဲတွေမဖြစ်ခင်ကတည်းကဘေးလိုရာကိုထွက်ပြေးတိတ်ဆောင်ခဲ့ကြတဲ့အချိန်သူတို့ရဲ့ပိုင်ဆိုင်တဲ့ဆိုင်ကကမိခင်တစ်တာမြို့တွေကအဆမတည်ယူနိုင်မဲ့ စစ်ဘေးရှောင်ခဲ့ကြတယ်ဆိုပါလေအဲဒီတော့အာရကတော်တော်အေအေကအဲ့ဒီမြို့တွေကိုသိမ်းပိုက်တဲ့အချိန်စစ်ကောင်စီတပ်သားတွေစီမာပြည်သူတွေရဲ့ရွှေငွေပစ္စည်းတွေကိုတွစ်ရှိပြီးသိမ်းစီနိုင်ခဲ့သလိုတချို့မြို့တွေကအရက်သားတွေကလည်းပစ္စည်းတွေကိုခိုးယူမှုတွေဖြစ်ပွားခဲ့သေးတယ်လို့ထုတ်ပြန်ချက်မှာဆိုထားပါလေအဲ့ဒီတော့မှာတော့အာရကတော်အေအေကသိမ်းစီရရှိထားတဲ့ပြည်သူပိုင်းရွှေငွေပစ္စည်းတွေနဲ့ခိုးယူသူတွေကိုလိုက်လံဖမ်းဆီးပြီးသိမ်းစီရရှိထားတဲ့ပစ္စည်းတွေကိုကန်ကန်ရှင်ပြည်သူတွေစီပြန်လဲပေးအပ်ခဲ့ပြီးတော့ ခိုးယူအလွဲ၃စားလုတ်တဲ့သူတွေကိုပါအပြစ်ပေးအရေးယူထားတယ်လို့လည်းအာရခတတော်အေအေကထုတ်ပြန်ထားပါတယ်။ဒါပြင်အာရခတတော်အေအေအနေနဲ့ပြည်သူလူထုနဲ့အတူပူးပေါင်းပြီးပုံမလုံးကြုံစိတ်ချရတဲ့အနေအထားမျိုးရရှိအောင်အရင်တက်ပို့ပြီးအားဆိုင်စ조사ဆောင်ရွက်သွားမှာဖြစ်တယ်လို့အေအေကတရားဝင်ထုတ်ပြန်ကြေညာထားပါသေးတယ်ခင်ဗျ။ဒီတခါပဲခူးတိုင်းဘက်မှာတော့ပေါင်းတယ်မြို့နယ်ကအတစ်ပုတ်ခြေရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်အထိုင်စခန်းအတွက်ရိတ်ခါလာပို့တဲ့စစ်ကြောင်းကိုတော်လိုင်းရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချေမှုန်းရမှာ စစ်ကောင်စီတပ်သား၄ဦးကတော့အသီးသီးသေကုန်ကြပြန်ပြီလို့တောင်ပိုင်းအမှတ်နှစ်စစ်တပ်ခွဲရတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တိုက်ကိုပြောပါတယ်စက်တင်ဘာလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲပေါင်းတယ်မြို့နယ်ကတစ်ပုတ်ကျေးရွာမှာရှိတဲ့အချက်ဖက်စစ်ကောင်စီတပ်အထိုင်စခန်းအတွက်ရိတ်ကလာပို့တဲ့စစ်ကြောင်းကိုတော်လိုင်းကြီးပူပေါင်းတပ်တွေကလမ်းကနေကြပြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၄ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင် နောက်ထပ်နှစ်ဦးကပြင်းထန်ဒဏ်ရာတွေရသွားကြတယ်လို့လဲတောင်ပိုင်းအမှတ်နဲ့စစ်တီတာခွဲရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ချင်းမီနဲ့ဟာခါမြို့ပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်ဒုရဲအုပ်တအူးနဲ့ကံမမျိုးရက်စကန်ကရဲတပ်သားတအူးဟာလက်နက်ခဲယံတွေယူလာပြီးတော်လန်ရေးတပ်တွေစီမအလင်းဝင်ရောက်လာတယ်လို့သိရပါတယ်စတင်ပါလား၁၂ရက်နေ့ကပဲချင်းမီနဲ့ဟာခါမြို့ပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်ဒုရဲအုပ်တအူးဟာရိုင်ဖယ်တနက်တလက်နဲ့ပစ္စတိုတနက်တလက်ကိုပါယူဆောင်လာပြီး CDF ဟာခါတပ်ဖွဲ့စီမအလင်းဝင်ရောက်လာတယ်လို့ CDF ဟာခါတပ်ဖွဲ့ကနေတရားဝင်ထုတ်ပြန်ထားပါတယ်။အဲဒီလိုလက်နက်နှစ်လက်နဲ့အတူအလင်းဝင်လာတဲ့ဒုရဲအုပ်ကို CDF ဟာခါတပ်ဖွဲ့ကနေဂုံပြုစုငွေချင်းမြင့်ပေးတော့မှဖြစ်တယ်လို့လည်းသိရပါတယ်။အလားတူတပ်ဖက်ကကံမမြို့နယ်မှာလဲစတင်ဘလ12ရက်နေ့ကပဲကံမမြို့ရဲစခန်းမှာရှိတဲ့ရဲတပ်သားတအုပ်ဟာလက်နက်ခဲရဲနဲ့အတူတော်လန်ရေးတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ကံမ PDF တပ်ဖွဲ့ကပြောထားပါသေးတယ်ခင်ဗျ။ဟုတ်ကဲ့ ཁལ 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 ཁལ